ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါနော်အယူတော်မင်္ဂလာချမ်းနေ့စဉ်အခါပေးရတရားဟောစရံလေးဖြစ်ပါတယ်ဒီဟောစရံလေးကိုကျွန်တော်တို့နေ့စဉ်တရက်ကြိုပြီးတော့ရိုက်ကူးပေးမှာဖြစ်ပါတယ်အဲ့တော့မနေ့ပြန်ဆိုရင်တော့အင်္ဂလိပ်လို12လပိုင်းတရက်2025ခုမြန်မာတက္ကသိုလ်ဆိုရင်တော့1389ခုနှစ်ဒေါ်လာဇန်12ရက် တနင်္လာနေ့ဖြစ်ပါတယ်တနင်္လာနေ့မှာကျွန်တော်တို့ဘေရင်တွက်ကိန်းနေရဆိုရင် ကောစာဆန်းက29လုံးဖြစ်တယ်ရေဝတီနက်ခတ်အထွတ်နက်ခတ်ဖြစ်ပါတယ်ရုပ်အားဖြင့်ဆိုရင်တော့မာတင်ကရုပ်ရပြီးတော့တိတိအားဖြင့်ဆိုရင်တော့ဘတ်ဒရာတိတိဖြစ်တယ်လက်ရတရအကြီးဆုံးတယ်ပေါ့နော်ပုပ္ဖိတကာလဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့မနက်ဖြန်မှာ တရက်နေ့မှာပေါ့နော်ခုနှစ်ရက်သားသမီးတွေဟာ အကြောင်းချင်းကကိစ္စအခက်အခဲတွေရှိတဲ့အခါလွယ်လွယ်ကူကူပြုလုပ်လို့ရမယ်ရရလေးတွေကိုကျွန်တော်ပြောပြချင်တာပါနံပါတ်၁ကတနင်္ဂနွေနံနဲ့ပတ်သက်တဲ့ကိစ္စပေါ့အဲ့တော့ဘသူပဲဖြစ်ဖြစ်ဘာနေသားသမီးပဲဖြစ်ဖြစ်ဥမာအလုတ်ရကျင်တာတို့အကြီးကဲနဲ့အစဉ်ပြေကျင်တာတို့အလုံးမှာအတိုက်အခိုက်တွေကင်းကျင်တာတို့အိမ်ဝယ်ကျင်တာအိမ်ရောင်းကျင်တာစတဲ့တနင်္ဂနွေနံနဲ့ပတ်သက်တဲ့ကိစ္စတွေအစဉ်ပြေကျင်နေဆိုရင် နာနဲ့6နာရီခွဲကနေပြီးတော့9နာရီခွဲအတွင်းမှာဘာလို့ရမလဲဆိုတော့စာရီထဲမှာစာရီလေးထဲမှာစာရွက်တည်းမှာဆူတောင်းစာလေးရေးမယ်ရေးပြီးတော့စာရီလေးထဲထည့်လိုက်ပါတော့ထည့်ပြီးတော့ကိုယ့်အိမ်ရဲ့အပြင်ဘက်မှာမီးရှို့ပြာချပြီးတော့ဆူတောင်းလိုက်ပါနော်နောက်တစ်ခုကတနင်္လာနံနဲ့ပတ်သက်တဲ့ကိစ္စတနင်္လာနံနဲ့ပတ်သက်တဲ့ကိစ္စဆိုရင်ကြောကားရောင်းနေတာပဲဖြစ်ဖြစ်ကားဝယ်နေတာပဲဖြစ်ဖြစ်အကျွေးရနေတာပဲဖြစ်ဖြစ် အကျွေးပေးနိုင်ခြင်းသာငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေနောက်အလှူကိစ္စအောင်မြင်ခြင်းသာမင်္ဂလာကိစ္စတွေအဆင်ပြေခြင်းသာအခြေရေးကိစ္စတွေအောင်မြင်ခြင်းသာပေါ့အဲ့လိုတင်းနှင်းလာတဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေခြင်းနဲ့ဆိုရင်ဘသူပဲဖြစ်ဖြစ်ဒါတခုကဘာနေသားသမီးပဲဖြစ်ဖြစ်ပေါ့နော်အုံးရီကိုလှူဒန်းပြီးတော့ဆူတောင်းပါနော်။အုံးရီကိုဖះလှူလို့ရတယ်။ရန်တန်ကားတွေကိုလှူလို့ရတယ်။အထက်လူကြီးဆရာသမားတွေကိုလှူလို့ရတယ်ပေါ့နော်။ဘသူ့ကိုပဲဖြစ်ဖြစ် ပုံးရီလှူပြီးတော့ဆူတောင်းမယ်ဆိုရင်တင်းလာနန်းနဲ့ပတ်သက်တဲ့ကိစ္စတွေဟာချောချောမောမောအဆင်ပြေပြေဖြစ်စီမှာဖြစ်ပါတယ်။နောက်တစ်ခုကအင်္ဂါနံကိစ္စပေါ့။အင်္ဂါနံနဲ့ပတ်သက်တဲ့ကိစ္စဆိုရင်ဘာလို့ရှိမလဲဆိုရင်ကိုကဆက်ပစ္စည်းအယောင်းဝယ်ကိစ္စတွေ။ဒါကစကားပြောဆိုရမယ့်ကိစ္စတွေ။အစီအစဲအမေးအမြန်းနဲ့ပတ်သက်တဲ့ကိစ္စတွေ။အဆင်ပြေခြင်းနဲ့ဆိုရင်ခေါက်ဆွဲတုပ်နော်ခေါက်ဆွဲတုပ်ပဲရတယ်ခေါက်ဆွဲကြော်ဆိုမရဘူးပေါ့နော်ခေါက်ဆွဲတုပ်ကို လှူဒန်းပြီးတော့ဆူတောင်းလိုက်မယ်ဆိုရင်အင်္ဂါနံနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေသွားစေမှာ လွယ်ကူသွားစေမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်ဗုဒ္ဓဥဏ္ဏကိစ္စလေးတွေပေါ့။ဗုဒ္ဓဥဏ္ဏကိစ္စဆိုရင်ဘာစစ်ဖြစ်လဲဆိုရွှေဆိုင်အယောင်းဝယ်ကောင်းဖို့တို့ရွှေနဲ့ပတ်သက်တဲ့ကိစ္စတွေရေတန့်လုပ်ငန်းတွေရင်းရထားနဲ့ပတ်သက်တဲ့ကိစ္စတွေနောက်လူမှုရေးအသင်းအဖွဲ့တွေနဲ့ပတ်သက်တဲ့ကိစ္စတွေလူစုလူဝေးမှာစကားပြောဆိုခြင်းနဲ့ကိစ္စတဲ့ကိစ္စတွေမှာ အောင်မြင်ခြင်းနဲ့ဆိုရင်မယုတ်ကောင်း90ကိုနော်လိုရာဆန္ဒပြုပြီးတော့အိမ်ပြင်ဝမှာစွန့်ပြရမှာဖြစ်ပါတယ်မယုတ်ကောင်း90ကိုကိုပြစ်ကျင်တာကိုဆူတောင်းဆူတောင်းပြီးတော့အိမ်ခြံဝင်းအပြင်ဘက်မှာစွန့်လိုက်မယ်ဆိုရင်ဗုဒ္ဓဟူးနံနဲ့ပတ်သက်တဲ့ကိစ္စတွေအစဉ်ပြေချောမွေ့စီမှာဖြစ်ပါတယ်နောက်ကြာသာပတိနံကိစ္စတွေပေါ့နော်ကြာသာပတိနံနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်ဘာရှိမလဲဆိုရင်မြေအယောင်းဝယ်ကိစ္စတွေဥပမာမြေရောင်းနေတာပဲဖြစ်ဖြစ်မြေဝယ်နေတာပဲဖြစ်ဖြစ် ောက်တစ်ခုကကျွန်တော်တို့ဘာရှိမလဲပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေရှိတယ်သင်တန်းကိစ္စတွေသင်တော်ကြံကြာခက်ခဲနေတာတွေပေါ့နော်စာအုပ်ဖြည့်ဆို့ဖို့ကိစ္စတွေနောက်တစ်ခုကမိတ်ဆွေအပေါင်းအသင်းဆရာသမားတွေနဲ့ပတ်သက်တဲ့ကိစ္စတွေအဲ့ဒီနောက်ကြာတာပလေးနဲ့မြေမြင်းစတဲ့ကိစ္စတွေအောင်မြင်ခြင်းနဲ့ဖြစ်ထွန်းခြင်းနဲ့အကျိုးအမြတ်ရခြင်းနဲ့ဆိုရင်တဲ့အုတ်ထုတ်တစ်လုံးကိုတဲ့အိမ်အုတ်ထုတ်တစ်လုံးနဲ့ဘာအုတ်ထုတ်ပဲဖြစ်ဖြစ်ရပါတယ်နော်အိမ်အဝင်တကားကို ငါးချက်ရိုက်ပြီးတော့ဆူတောင်းလိုက်ပါဒါဆိုရင်တော့ကိုယ်မှာကြုံတွေ့နေရတယ်ဇာတာပဋိဌာန်နဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေချောမွေ့သွားမှာဖြစ်ပါတယ်နောက်တစ်ခုကတော့တောက်ကြဏန်နဲ့ပတ်သက်တဲ့ကိစ္စတွေတောက်ကြဏန်ဆိုရင်ဘာရှိမလဲခရီးသွားလာခြင်းနဲ့ပတ်သက်တဲ့ကိစ္စနောက်ဆွေမျိုးသားချင်းနေနဲ့အဆင်ပြေခြင်းတဲ့ကိစ္စတွေဆွေမျိုးသားချင်းနေနဲ့ဆက်တူရှယ်ယာပူးတွဲပေါင်းစပ်လုပ်ငန်းတွေနိုင်ငံခြားခရီးပြည်တွင်းပြည်ပခရီးသွားလာခြင်းနဲ့ပတ်သက်တဲ့ကိစ္စတွေ နောက်တော့ကြနဲ့သွတ်တန်တအယောင်းဝယ်ကိစ္စတွေအောင်မြင်ခြင်းနဲ့ဆိုရင်တော့သမုစာ၅ခုကိုလှူဒန်းပြီးတော့ဆူတောင်းပါနော်သမုစာ၅ခုကိုဖျားကိုလည်းလှူလို့ရတယ်ရဟန်းတန်ဃာတွေကိုလည်းကတ်လှူလို့ရတယ်တခြားတရားသောအလှူခံပုဂ္ဂိုလ်တွေရှိရင်လည်းပေးကံစွန့်ကြဲလို့ရပါတယ်ဒါဆိုရင်တော့တောက်ကြနဲ့ပတ်သက်တဲ့ကိစ္စတွေအစဉ်ပြေချောမွေ့စီမှာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့စနေနံနဲ့ပတ်သက်တဲ့ကိစ္စဆိုရင်ဝန်ထမ်းကိစ္စတွေပါတယ်နောက်ယာတုတို့ကိစ္စတွေပါတယ် ဝင်တဲ့အလုပ်အပြောင်းအရွှေ့နေရာတိုင်းကအပြောင်းအရွှေ့ကိစ္စတွေပါတယ်နောက်တစ်ခုကထီလုပ်ငန်းတွေပါတယ်နိုင်ငံခြားလူမျိုးခြားဘာသာခြားနဲ့ပတ်သက်ပြီးတော့အခက်အခဲကြုံတွေ့နေရတဲ့ကိစ္စတွေရှိရင်လည်းဒီနေရာလုံလို့ရပါတယ်အဲ့ဒါဗာလဲဆိုတော့အရင်အပြင်မှာပေါ့နော်ကိုယ့်ရင်ခြံစည်းရိုးရဲ့အပြင်မှာထီကိုဖွင့်လိုက်ထီတစ်လက်ကိုကျွန်တော်စောင်းတဲ့ထီပဲရိုးရိုးထီပဲအဲ့ထီလေးကိုဖွင့်အဲ့ထီပေါ်မှာရေလောင်းပြီးတော့ဆူတောင်းလိုက်မယ်ဆိုရင် စနေနံနဲ့ပတ်သက်တဲ့ကိစ္စလေးတွေ ချောချောမောမောအဆင်ပြေသွားစီမှာဖြစ်ပါတယ်။အခုပြောခဲ့တဲ့ကျွန်တော်တို့ရေရရာလေးတွေအားဆိုရင်တော့ဘသူပဲဖြစ်ဖြစ်နော်ဘာနေသားသမီးပဲဖြစ်ဖြစ်တနင်းကလေးနဲ့တနင်းလာနဲ့အစတဲ့ကိစ္စတွေကြုံတဲ့အခါမှာလှုပ်လို့ရတာပေါ့ကိုတယောက်တည်းနဲ့ကိစ္စနှစ်ခုရှိရင်လည်းရေရရာနှစ်ခုဆောင်ရွက်လို့ရပါတယ်ဒါကတော့ကျွန်တော်တို့ခုနှစ်ရသားသမီးတွေအတွက်ကျွန်တော်တို့စဉ်းစားပြီးတော့နေ့စဉ်အခါပေးရှန်တီပေါ့နော်အခါပေးရေရရာလေးတွေ ရိုက်ကူးပြီးတော့တင်ပေးနိုင်ဖို့အတွက်ကြိုးစားမှာဖြစ်ပါတယ်။ဒီနေ့ကတော့နည်းနည်းလေးနောက်ကျသွားတာပေါ့။နောက်ရက်နောက်ရက်ဒီမှာညနေ၄နာရီ၅နာရီ၆နာရီလောက်နောက်ဆုံးထားပြီးတော့တင်ပေးပါမယ်။အဲဒါဆိုရင်နောက်မနေ့ပြန်မှာလွယ်လွယ်ကူကူပြုလုပ်လို့ရအောင်ဖြစ်ပါလေ။ဒါတို့ကရရရပြုလုပ်ရမယ့်အချိန်ကတော့6နာရီခွဲကနေပြီးတော့9နာရီခွဲအတွင်းပြုတ်လုံနိုင်ရင်တော့အကောင်းဆုံးဖြစ်ပါတယ်နော်အဲ့တော့တရက်နေ့မှာကျွန်တော်တို့ခုနကပြောသလိုပဲကောဇာဇန်29လုံးရေဝတီအထွက်နက္ခတ် မာတင်ကရုပ်ရတဲ့ဘန္ဒရာတီတီလက်ရသရာဆိုးမိုးပြီးတော့ကြီးလို့ပြီးတော့ပုပ်ပိတာကာလဖြစ်တဲ့အတွက်ဒါစေသေးကြကြဆနေတကြတွဲချက်ထားတဲ့အခါတော်ပင်ရရရှန်နီတွေဖြစ်ပါတယ်စိတ်ကြလက်ကြပြုလုပ်နိုင်ပါတယ်နော်နောက်တစ်ခုကကျွန်တော်ရဲ့မိတ်ဆွေတွေဒီရရလေးတွေကိုပြုလုပ်ပြီးတော့ကိုယ့်ရဲ့အခက်အခဲလေးတွေပြေလည်သွားတယ်အဆင်ပြေသွားတယ်ဆိုရင်လည်းကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးရဲ့အောက်မှာဒါ comment လေးတွေရေးခဲ့လို့ရပါတယ်နော်ဒါကကျွန်တော်တို့ Euro Mingla Chan ရဲ့ ခုနှစ်ရက်သားသမီးတို့ဤကောင်းကျိုးအတွက်အစီအစဉ်တင်လေးဖြစ်ပါတယ်။ဒီအစီအစဉ်တင်ကလေးကိုလည်းဆက်လက်ပြီးတော့ဆောင်ရွက်နိုင်အောင်ကြိုးစားပါမယ်နော်။အဲ့တော့ယူရောမင်္ဂလာဂျန်ကိုဆက်သွယ်ခြင်းနဲ့ဆိုရင်ဖုန်းနံပါတ်လေးရှိပါတယ်။39 692 3958 39 692 3958ဆိုတဲ့ဖုန်းနံပါတ်ဗိုက်ဘာကနေပြီးတော့ဆက်သွယ်ပြီးတော့ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ဘုဒ္ဓုံးနေရလွယ်ပြီးတော့ကျန်တဲ့ရက်ဒီမှာ ပေးရမရှိခြံပွင့်ပါလေ။ညရောမင်္ဂလာခြံက ပြုလုပ်တဲ့ယရိယာတွေဟာယရိယာကြီးပါကြီးညာကြီးတရားစကြမှာမြူပဲနဲ့မြေတာတက်တဲ့စေနာတက်တဲ့နဲ့အခမဲ့ဆောင်ရွက်ပေးတဲ့ယရိယာလေးဖြစ်ပါတယ်ယရိယာမြေဖြစ်ပါတယ်နော်အဲကျွန်တော်ရဲ့မိတ်ဆွေတွေဒီအယူတော်မင်္ဂလာ အခါတော်ပေးယရိယာအစီအစဉ်ဟာမိတ်ဆွေတို့အတွက်အကျိုးရှိသလားမရှိဘူးလားနေ့စဉ်တင်ပေးရင်ကောင်းလားမကောင်းလားဆိုတာကွန်မန့်မှာအကြံပေးခဲ့ကြပါဦးလို့ပြောချင်ပါတယ်ကျောင်းရဲ့မိတ်ဆွေတွေကောင်းသောညလေးဖြစ်ပါစေလို့ဆုတောင်းမေတ္တာပို့တာပါတယ်